စကလက်ကနားကိုစွန့်ထားသည်။သူရရင်ချောက်ကစကားတွေပြောနေသဖြင့်တဲတဲကွဲကွဲမကြားရ။စကလက်ကသူ့လက်ကို တိုး၍ပြောသည်။မျက်လုံးများကအက်ရှလီတို့ဘက်သို့ရောက်နေသည်။စကလက်ကဟန့်လိုက်သဖြင့်ချောက်ရှက်သွား၏။မျက်နှာနီးရဲသွားသည်။စကလက်ကသူ့နမမီလာနီကိုစိုက်ကြည့်နေသဖြင့်ချောက်ကပြုံးလိုက်သည်။ဧကန်န သူ့စကားတွေကိုမီလာနီကြားမြင်ဆိုသဖြင့်ဟန်တာခြင်းဖြစ်ရမည်။မိန်းကလေးဆိုတော့သူ့ကိုရည်စားစကားလာပြောနေသည်ကိုတခြားလူကြားသွားလျင်ရှက်လိမ့်မည်။သူ့တသက်တွင်မိန်းကလေးတယောက်ကိုရှက်အန်းအန်းဖြစ်အောင်ဤတစ်ခါသာလှုပ်ရဘူးသေးသည်။ဤသို့တစ်ခါမျှမတွေ့ဘူးသေးသည့်အတွက်ယောက်ျားကွာဟုပင် စိတ်ထဲကဆို၍ပဝင်မြင်ရသေးသည်။မိန်းကလေးတယောက်ကိုရည်စားစကားပြောရသည့်အရာသာကတဲထိတ်ရင်ဖိုစရာဤတွင် ချားလ်ကအရေးမကြီးသည့်ဟန်ပြန်လိုက်သည်မိန်းကလေးတယောက်ရှက်သွားလျင်ဤသို့အရေးမကြီးသည့်ဟန်ပြရမည်မဟုတ်လောဤလောက်တော့မိမိလည်းတိပါသည်ဟူသည့်သဘောဖြင့်စကားလက်ကိုပြန်တို့လိုက်သည်စကားလက်က "तू တို့သည်ကိုပင်မသိ"မီလာနီ၏အတန်လွင်လွင်ဖြင့်ပြောတဲ့အံကိုနားဆွင့်ထားသည်တက်ကရီရဲ့ဝိထုနဲ့ပတ်သက်လို့တော့အကိုနဲ့မီလာနီသဘောမတူဘူးတက်ကရီကလောကကြီးကိုတယောခြင်းအားကြီးတယ်မီလာနီက ဒစ်စကင်လို့စာရေးဆရာမျိုးမှကြိုက်တာလောကကိုမဲရွယ်မကြည့်ဘူးစာနာစိတ်နဲ့ကြည့်တယ်အမလီဟဲ့လီယောက်ျားပြူလေးတယောက်ကို ပြောသည့်စကားတဲ့စကလက်ကစိတ်သက်သာရာရသွားကတခိခိရေးလိုက်သည်လက်ဆက်သက်တော့မီလာနီကစာယူးကပြာယူးမိန်းကလေးတယောက်စာယူးကပြာယူးဖြစ်ပြီးဆိုရင်ယောက်ျားလေးတွေကမြည်တို့သဘောထားကြသည်။အားလုံးအသည့်ယောက်ျားလေးတယောက်စိတ်ဝင်စားလာအောင်လှုပ်ချင်ရင်သူ့အကြောင်းတွေကိုပြောပြရမည် သူ့အကြောင်းပြောရင်မတိမတာကို့အကြောင်းထည့်ပြောရမည်။နောက်ဆုံးတွင် ကို့အကြောင်းကိုကြီးပြောပေးရမည်။မီလာနီပြောနေသည့်စကားကစာကြောင်းပေကြောင်းတွေဤစကားတွေမဟုတ်ပဲအကိုကတိတ်အံ့အောကောင်းတာပဲဟူသောအကိုကတိတ်အံ့အောဖို့ကောင်းတာပဲဟူသောစကားဖြစ်လင်းစကားလက်အထိတ်တလန့်ဖြစ်မိလိမ့်မည်။ယခုမူသူပြောသည့်စကားကဥပုပ်စရက်တွင်ပြောသည့်စကားမျိုးတွေစကားလက်အလားအလာကောင်းနေပြီ။ဝမ်းသာလွန်းသဖြင့်မျက်နှာဝင်းထိန်လာသည် ချားလ်ကိုပြုံး၍လှည့်ကြည့်လိုက်သည်ချားလ်ကသူ့ကိုပြုံးသည်ထင်သဖြင့်စကလက်လက်မရက်တောင်ကိုဆွဲကရက်ခတ်ပေး၏စကလက်ဤသဘင်များသည်နှစ်ဖူးပေါ်သို့ဝဲကျနေကြသည်ဟေးအက်ရှလီလာစမ်းပါဦးမင်းထင်မြင်ချက်ပြောစမ်းပါဦးနိုင်ငံရေးစကားဝိုင်းမှဂျင်တာလက်တန်ကအက်ရှလီကိုလမ်းအော်ပြောသည်အက်ရှလီကမီလာနီထံခွင့်တောင်း၍ထားသည်သူရက်လိုက်ပုံသူ့ရွှေရောင်သဘင်မွေးနှင့် နှုတ်ခမ်းမွေးပေါ်သို့နေကြီးဖြာကြနေပုံတို့ကြောင့် Ashley သည်ပို၍ကြည်ကောင်းနေသည်ဟုစကားလက်ထင်သည်လူကြီးများကပါ Ashley စကားကို နားဆင်နေကြသည်ကျွန်တော်တို့ပြည်နယ်ကတိုက်ရင်ကျွန်တော်လဲတိုက်မှာပေါ့ဗျမတိုက်ရဘဲနဲ့တော့တက်သေးပါဖြစ်လို့ဝင်မလဲ Ashley ဤမျက်လုံးများက တောက်ပလာကြသည်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်မြောက်ပိုင်းသားယန်ကီတွေဟာကျွန်တော်တို့ကိုအတင်းကျပ်လုံးဝမထင်ပါဘူးသူတို့ငိမ့်ချန်ရေးကန်းလန့်လာရင် ဘာတိုက်เสียလို့သေးတယ်လဲဟုတ်ပါတယ်ကျွန်တော်တို့ကယန်ကီတွေရဲ့နေရာရောက်ပြီးသူတို့ကတီးခြားပြည်နယ်ခွဲထွက်မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲသူတို့လိုပဲလုပ်ရမှာပဲမတတ်နိုင်ဘူးကြည်စံ Ashley ဟာ သူ့တစ်ဖက်သားနေရာကစဉ်းစားတတ်တယ်ကိုချင်းစားတတ်တယ် Scarlet ကတွေးနေသည်ပြဿနာတစ်ခုကိုတစ်ဖက်ထဲကြည့်ရမဖြစ်တိတ်လေတွေးစုမနေတိတ်လေတွေးစုမနေကြပါနဲ့ကြည်ရင်းစစ်လည်းမတိုက်ကြပါနဲ့ စစ်ပွဲတွေကြောင့်ကဘာကြီးမှာဒုက္ခတွေရောက်လာပါပြီ။စစ်ပြီးသွားတော့လေလူတွေဒုက္ခရောက်ပြီးကြံရစ်ခဲ့ကြပြီ။စကလတ်ကနှာခေါင်းရှုံသည်။အက်ရှလီကတတိကောင်းသည်။ကြော်ရဲသည်။သို့မဟုတ်လျင်ဝိုင်း၍စူပူကန့်ကွက်လိုက်ကြမည်ဖြစ်ချင်း။ယခုပင်အက်ရှလီ၏အယူဆကိုကန့်ကွက်တန်စူပူတန်မကျင်နပ်တန်တွေကြားနေရပြီ။ပန်းပောင်ကူအောက်မှ နားလေအဖိုးကြီးကအိန္ဒိယကိုမင်းနေသည်။ဘာတွေပြောနေကြတာလဲဟဲ့။ ပြည်ရင်းစစ်ကြောင်း ပြောနေကြတာဘဘရဲ့ရန်ကီတွေကိုတိုက်ကြမလို့တဲ့။အိန္ဒိယကလက်နှစ်ဖက်ကိုပါဇက်တွင်အယွေအော်ပြောသည်။ဘာပြည်ရင်းစစ်ဟုတ်လား။မှန်စမ်းမှန်စမ်းသူတို့ကိုစစ်ကြောင်းပြောရအောင်မယ်။ငါကစစ်တိုက်ခဲ့ဘူးပြီ။အဖိုးကြီးကဒုတ်ကောက်ကိုစမ်းကကလထိုင်မှထား၏။ခါတိုင်းထက်သွက်သည်။တွတ်တက်လက်လက်မရှိသည်မှကြာပြီ။စစ်ပွဲအကြောင်းမပြောရသည်မှလည်းကြာပြီ။အဖိုးကြီးကဒုတ်ကောက်ကိုထောက်၍ ယင်းခုံနေကြရာသို့ထသွားသည်ဒုက္ခောက်ကိုရမ်းပြ၍အော်သည်မကြမီလူလဲကောင်တွင်ရောက်နေသည်ဟဲ့ကောင်တွင်နားထောင်ကြစမ်းဘာဖြစ်လို့စစ်တိုက်ရမှာလဲငါကစစ်တိုက်ခဲ့ဘူးလို့စေချောင်းသိတယ်ဘင်းမီနီလီစစ်ပွဲတုန်းကလည်းပါတယ်ခမိုက်မိုက်ဆိုတော့မက္ကဆီကိုစစ်ပွဲတုန်းကလည်းပါတယ်စေချောင်းကိုမင်းတို့ဘာမှမသိဘူးမင်းတို့ကစစ်တိုက်တာကိုမြင်းအနှာစီးရထင်နေကြတယ် ရီးစားကပန်းပွင့်ကလေးနဲ့ပေါက်တာလို့ထင်နေကြတယ်။ပြန်လာတော့ကိုကိုကိုသူရဲကောင်းကြီးလို့ထင်လို့ဒီလိုမဟုတ်ဘူးကွစစ်တိုက်တယ်ဆိုတာမြင်းလှစီရမဟုတ်ဘူးရီးစားကပန်းနဲ့ပေါက်တာမဟုတ်ဘူးစစ်တိုက်တယ်ဆိုတာအငက်ခံရတာရွှွန်ွေရေတွေတဲ့အိတ်ရတာယောဂဝေဒနာခံရတာအဆုပ်အေးအေးမိပြီးသေးခြင်းသေးမယ်ငှက်ဖြားဖြားပြီးသေးခြင်းသေးမယ်ဒါတွေဘာမှမဖြစ်ဘူးထားအောင်မင်းတို့ဖင်ကမနေဘူး မင်းတို့ဖင်ကသွေးဝမ်းတစစ်စစ်ကြိုက်မှာအမျိုးသမီးများကမျက်နာတွေနီးရဲသွားကြသည် အဖိုးကြီးကရှေးအဖိုးကြီးအဖွားဖွန်တိန်လူလဲကောင်းတွင်တအေးအေးလေးချင်းတက်သလိုလူရှိမရှောင်သူရှိမရှောင်ပြောတတ်သည်ရှေးလူကြီးများ၏ဆုံးမစကားကပြည့်ရဲမရှိဖဲ့သမီးသွားသွားနင့်ဖိုးဖိုးကိုသွားခေါ်ကြည့်စမ်းအဖိုးကြီးကအသက်ကြီးတော့ခတ်တာပဲပြောချင်ရဆွတ်ဆွတ်ပြောတော့တာပဲမနက်ကလည်းမြေးအလက်မှ16နှစ်သမီးကိုပြောလိုက်တာ အဖိုးကြီးသမီးဖြစ်ဟန်တူသူအမျိုးသမီးကအနီးမှအမျိုးသမီးနာနာသို့ကပ်ပြောလိုက်သည်အနားတွင်ရှိသည့်သမီးငယ်အားအဖိုးကို အခေါ်ခိုင်းနေခြင်းဖြစ်၏သမီးငယ်ကသူ့အဖိုးကို ခေါ်ရန်ထွက်သွားသည်တပင်ရိတ်ထဲတွင်အာလုံကိုအဆူဖြင့်ကိုမိမပြူများကပြုံးရည်လျက်ယောက်ျားများကညင်းလျက်ခုန်လျက်မရောမနှောမပြုံးမရည်ငင်းမခုန်သူဆို၍တယောက်သေးသာရှိသည်စကားလက်၏မျက်လုံးများကရက်ဘတ်လာစီသို့ရောက်သွားကြ၏ ရက်ဘတ်တလာကတစ်ပင်တပင်ကိုမိ၍ရက်နေသည်လက်နှစ်ဖက်ကိုပေါင်းမိအိတ်ထဲသို့နှိုက်ထားသည် မစ္စတာဝီကီမရှိတော့သဖြင့်တယောက်တည်းကြံခဲ့သည် ရင်းကုန်နေကြသည်များကိုတလုံးများဝင်မပြောခက်တူတူညှက်ထားသည့်နှုတ်ခမ်းမွေးနက်နက်အောင်မှညည်းရဲသည့်နှုတ်ခမ်းများကမဲနေသည်သူ့မျက်လုံးများကလောင်ပြောင်တယော်သည့်မျက်လုံးကလေးတွေစကားပြောသည်ကိုနားထောင်နေသည်နှင့်အထင်သေးသည်ဟန်ကျုံးမုံကြီးက မုန်းစရာ ရက်ဘတ်လာက စတူဝတ်တာလက်တန်ပြောနေသည်ကိုနားထောင်နေသည်စတူဝတ်တာလက်တန်၏မျက်လုံးများကတောက်နေသည်သဘင်နီနီကနဖူးပေါ်ဝဲကြလျက်ရှိ၏မရဘူးဒီကောင်တွေကိုတလအတွင်းချရမှာပဲကျွန်တော်တို့လူကြီးသူကောင်သားသမီးတွေဂျဘိုးသခိုးတွေထက်တော့စစ်တိုက်တတ်တယ်တလအတွင်းပြက်ပဲကျွန်တော်နည်းနည်းပြောချင်ပါတယ်ရက်ဘတ်လာကအတန်ဝဲဝဲဖြင့်ပြောလိုက်သည်ငကိုပုံတရံအတိုင်းတစ်ပင်ကိုမီလျက် ဘောင်းမီအိတ်ထဲတွင်လက်နိုင်လျက်ပြောရမလားခင်ဗျာမျက်နှာထားကပမာမခန့်ပြူသည့်မျက်နှာထားအကြည့်ကလည်းပမာမခန့်သည့်အကြည့်တို့ရတွင်တက်နိုင်သည်များမူရင်ကျေးတိမ်မွေးအောင်ကြိုးစားထားရပုံရသည်အလုံးသူ့ဘက်သို့လှည့်ကြည့်ကြသည်လူစိမ်းတစ်ယောက်ဖြစ်သည်ဖြင့်ငြိမ်နေလိုက်ကြသည်ကျွန်တော်တို့တောင်ပိုင်းပြည်နယ်မှာအမြောက်ဆက်ယုံတယုံမှမရှိသေးဘူးခင်ဗျတန်ရီကျိုးဆိုလို့လဲဘာမှမပြောပါတော့သေးဘူးဒါရီမရှိလို့ သုံးမွေးဆက်တို့ချီမြင်ဆက်တို့တရေနယ်ဆက်တို့ရှိပြီလားဆိုတော့လေမရှိသေးဘူးခမဒါကိုမိတ်ဆွေတို့စဉ်းစားမိပုံမရကြဘူးခုကျွန်တော်တို့မှာစစ်သင်္ဘောတစ်စင်းမှမရှိဘူးရန်ကီရေတက်ကကျွန်တော်တို့စိတ်ကန်းတွေကိုတပတ်အတွင်းအตาလေးပိတ်ပစ်နိုင်တယ်ခမဒီလိုပိတ်လိုက်ရင်ကျွန်တော်တို့ဓာရီဘယ်သွားရောက်မလဲမိတ်ဆွေတို့လည်းဓာရီကိုစဉ်းစားပြီးလောက်ရောပေါ့ပြောပုံကတစ်ဖက်လူတွေကိုတငယ်နှက်စားကလေးတွေကြာနေတာပဲဟုစကလက်ဒေါသထွက်နေသည် သူ့ပါပြင်သည်ညီရဲလာ၏သူသာမဟုတ်လူငယ်များကလည်းဤအတိုင်းခံစားမိကြပုံရသည်ယောက်ျားလေးများ၏မိယိုများသည်တင်းသွားကြကညက်နှထားတည်သွားကြသည်ဂျွန်ဝီကီကသူ့အနာသို့မတိမတာခတ်တုတ်တုတ်လျှောက်သွား၏သူ့ဧည့်သည်ဖြစ်ကြောင်းအမျိုးသမီးများလည်းရှိနေကြောင်းလူငယ်များကိုအရေးပြသည့်သဘောဖြစ်သည်ကျွန်တော်တို့တောင်ပိုင်းသားတွေကတော်တော်တော့ကြွားကြတယ်ခမရ်ရက်ဘတ်တလာကစက်ပြော၏ ဘဲမှလည်းနှံ့နှံ့ဆက်ဆက်ခီးမသွားဘူးဘူးသွားဘူးပြန်ရင်လည်းဘာမှဘခုတူတမယူတတ်ကြဘူးဒီကမိဆွေများကတော့ခီးတော်တော်သွားဘူးတဲ့လူတွေထင်ပါရဲ့ဒါပေမဲ့ဘာတွေများကြီးခဲ့ကြသလဲဥရောပတို့နယူးယောက်တို့ဖီလာဒဲဖီးယားတို့ကိုရောက်ခူးကြမှာပဲအမျိုးသမီးတွေဆိုရင်လည်းဝင်းစာကွန်ဘိတ်သူကပန်းပေါင်းကူအောက်သို့လှည့်၍ခေါင်းကိုမတိမတားညွတ်ပြသည်ဆာရာတိုဂါတို့ဘယ်တို့ကိုရောက်ခူးကြမှာပဲ ဟိုတယ်ကြီးတွေပြလိုက်ကြီးတွေကပွဲကြီးတွေကစားဝိုင်းကြီးတွေကို မြင်ခဲ့ကြမှာပဲပြန်လာတော့ငါတို့တောင်ပိုင်းလောက်ကောင်းတဲ့နေရာကဘာမှမရှိဘူးလို့ထင်ခဲ့ကြမှာပဲကျွန်တော်ကတော့ဒီလိုမမြင်ဘူးခမကျွန်တော်ကชาร์ลส์တန်စာတီပြင်မဲ့မြောက်ပိုင်းမှာ တော်တော်ကြကြလေးနေခဲ့ရဘူးတယ်ရပ်ဘတ်လာက ဖြူခွေးသောသွားများပေါ်အောင်ပြုံးသည်ပရိသတ်ကသူชาร์ลส์တန်တွင်ဘာကြောင့်မနေတော့သည်ကိုသိပြီးဖြစ်သည်ဟုသဘောပေါက်သဖြင့်ပြုံးလိုက်ခြင်းဖြစ်သည် ိတိတိုင်အရေးမကြီးဆိုသည့်သဘောလဲပါသည်မိษွေတို့မမြင်ဘူးတာတွေကိုကျွန်တော်မြင်ခဲ့ဘူးပြီဗျအစားလေးတစ်လုံးနဲ့ငွေစားလေးမဖြစ်စလောက်အတွက်ရန်ကီတွေဘက်ကစစ်တိုက်ပေးကြတဲ့နေသစ်သားကိုလည်းကျွန်တော်မြင်ခဲ့ဘူးပြီဆက်ယုံတွေတန်ရီကြုံယုံကြီးတွေတင်မောချင်းကြီးတွေတန်တွင်းတွေကြောက်မီတွေတွင်းတွေကိုလည်းကျွန်တော်မြင်ခဲ့ဘူးပြီကျွန်တော်တို့မှာဒါမျိုးတစ်ခုမှမရှိဘူးကျွန်တော်တို့မှာရှိတာကဝါကွန်းရဲ့ ကပ်ပလီကျွန်းတွေရဲ့ဘဝင်မြင့်နာရဲ့ဒါပဲရှိတယ်ဒီတိုင်းဆိုရင်တစ်လအတွင်းသူတို့မပြုတ်ပဲကျွန်တော်တို့ပြုတ်မှာခမရအားလုံးတိတ်နေကြသည်ရပ်ဘဒလာက ကုတ်အင်ကြီးအိတ်ထဲမှအချောစားလက်ကင်ဘွားတစ်ထည်ကိုထုတ်ကအင်ကြီးလက်ပေါ်မှဖုံမှုန့်များကိုမခါချင်းခါချင်းခါနေသည်ပြိသက်ထဲမှပွားစီပွားစီဖြစ်လာ၏ဒုံနှင့်ထိုးခံရသည့်ပြားအုံမှပြားကောင်တို့ထပ်ပြန်သည်လို့ပန်းမောင်ကူအောက်မှအမျိုးသမီးတစ်ယောက်ထံမှလည်းအတန်ထွက်လာသည် စကလက်ကသူ့စကားနဲ့သူပြောပုံကိုမခံခြင်းခံပြင်းလှပြီတို့ရတွင် သူ့စကားမှန်ကြောင်းကိုမူလက်တွေ့ကြကြစဉ်းစားတတ်သည့်စကလက်၏စိတ်ကထောက်ခံနေသည် သူ့စကားကရှင်းသည်ရိုးရိုးကလေးမှန်သည်စကလက်ကိုယ်တိုင်စက်ယုံတယုံကိုမမြင်ဘူးသည်မြင်ဘူးသူကိုလည်းမတွေ့ဘူးသည်တို့ရတွင် သူပြောသည့်အတိုင်းမှန်သည်ထားပါဦးအားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေသည့်ဧကံပွဲတစ်ခုတွင်ဤစကားမျိုးမပြောသင့်လူကြီးလူကောင်းမပီးတာ စတူဝတ်ကမျက်မှောင်ကုံ၍ရှေ့ထွက်လာသည်သူနောက်ကဂရင်လည်းပါလာသည်သူတို့အမွန်ညီကိုကရီရီမွန်မွန်ကလေးတွေစိတ်ဆိုးသည့်တိုင်ပျော်ပွဲစားတွင်ရံဖြစ်တတ်သူမျိုးမဟုတ်ကြရံပွဲကိုတွေ့ခဲမြင်ခဲ့သည့်အမျိုးသမီးများမှသူတို့နှစ်ယောက်ရှေ့ထွက်လာသည်ကိုမြင်လျင်ရင်တထိတ်ထိတ်ဖြစ်နေကြပြီရံပွဲတွေ့ရတော့မည်လူကြီးမင်းခင်ဗျာစတူဝတ်အသက်ရှူသန်ကပြင်းနေသည် နောင်ကြီးရဲ့စကားကဘာကိုဆိုလိုတာပါလဲရဘတ်လာကသူ့ကိုယဉ်ကျေးစွာကြည့်သည် တို့ရတွင် သူ့အကြီးကနောက်ပြောင်သည့်အကြီးကျုပ်ပြောချင်တာက နပိုလီယံပြောခဲ့သလိုပဲနပိုလီယံကိုတော့ကျုပ်ညီချဘူးမှာပေါ့နော်ဖျားသခင်ဟာအင်အားအကြီးဆုံးစစ်တပ်ဘက်မှရှိရတဲ့ရပ်ဘတ်လာကဂျွန်ဝီကီဘက်သို့လှည့်၍လိုက်လဲယင်ကြီးစွာလှည့်ပြောသည်ဒါထက်ဥရဲ့စာကြီးကန်းကိုပြမယ်ဆိုခုနေကြီးဝင်ပေးပါလားကျွန်တော်မှအလုပ်လေးတွေတန်းလန်းနေဆိုတော့ဒီနေ့ညနေစောစောဂျုံပါတို့ကိုပြန်ရလိမ့်မယ် ရော့ဘတ်လာကကိုကိုချာကနေလှဲ့ကပြိသက်ဘတ်သို့မျက်နှာမူလိုက်၏နောက်ဖနှောင့်ချင်းရိုက်ကအကတင်စရာတူးသဖွယ်ဥညွတ်သည် သူဥညွတ်ပုံကကြီးခိုင်သည့်ခန္ဓာကိုယ်ကြီးနှင့်မလိုက်အောင်ကြက်တရေရှိသည်ပါးကိုလှမ်းရတဲ့ကဲ့သို့ပမာမခန့်အမူအရာလဲပါသည် ထို့နောက်ဂျွန်ဝီကီနှင့်အတူအိမ်ဘက်သို့ရှောက်သွားသည် သူ့ခေါင်းကမော်လျက်ရေချင်းရေချင်းရေတန်သည့်ပြိသက်ဘတ်သို့လွင်လာသည်ရုတ်တရက်တိတ်ဆိတ်နေကြပြီးမှ တီးတိုးသံများထွက်လာသည်။အိန္ဒိယကပန်းယုံပေါင်ကူအောင်မှလေးလံစွာထားကစိတ်ဆိုးနေသည့်စတူဝတ်စီတို့လျှောက်လာသည်။စတူဝတ်အားမြည်တို့ဖြေလိုက်သည်ကိုမူစကလတ်မကြာတို့ရတွင်စတူဝတ်ကိုကြည့်နေသောအိန္ဒိယ၏မျက်လုံးများကမူရှက်စရာငန်းငန်းတက်နေသည့်မျက်လုံးမျိုးအက်ရှလီကိုပိုင်ဆိုးပိုင်နှင်းကြည့်နေသည့်မီလာနီ၏အကြည့်မျိုးအိန္ဒိယစတူဝတ်ကိုချစ်နေပြီးလွန်ခဲ့သည့်တစ်နှစ်ကနိုင်ငံရေးတရားပွဲတစ်ခုတွင်စတူဝတ်နှင့်တွေ့ကာ Stuart နဲ့ Blue Blend မနေမိခဲ့လင်ယခုအချိန်လောက်ဆိုရင်သူတို့နှစ်ယောက်ညာပြီးသားဖြစ်လောက်ပြီးဟု Scarlet တွေး၏တို့ရတွင်တခြားမိန်းကလေးများကသူတို့လူသူတို့ထိန်းနိုင်အောင်ထိန်းမထိန်းနိုင်ရင် သူ့အပြစ်မဟုတ်ဟု တွေးက Scarlet စိတ်သက်သာရာရသွားသည် နောက်ဆုံးတွင် Stuart ကစိတ်မပတပါပြုံး၍အိန္ဒိယကိုခေါင်းငိမ့်ပြ၏ Red Butler နောက်သို့လိုက်မသွားရန်ပြောနေခြင်းဖြစ်နိုင်သည်ပြိတ္တများကပေါမုတ်အစနာတွေကို ကိုပေါ်မှခါချကထိုင်ရမှထားကြသဖြင့် လှုပ်လှုပ်ရွရွအတန်များပေါ်လာသည်အင်ရှင်မများကသူတို့ကလေးများနှင့်ကလေးထင်းများကိုလမ်းခေါ်ကြသည်အချို့ကပြန်ရန်ပြင်ကြသည်မိန်းကလေးတတိုက်ကရှိကမောကဖြင့်အိမ်ပေါ်ထက်သို့တက်သွားကြသည်ပေါ်ထက်တွင်တရေတမောအိတ်အုံမီအတင်းဖြင်းလေးပြောရအောင်မီတစ်ပင်ရိတ်နှင့်ပန်းပေါင်ကူနာတွင်အမျိုးသမီးဆို၍ Mrs. Starletton တယောက်သာကျန်ခဲ့သည် Scarlett တို့ဖေဖေနှင့် Mr. Carver ကခရိုင်တက်သို့မီညင်းရောက်ရန်ကိစ္စအတွက ဆွဲထားသဖြင့်ကြံနေခဲ့ခြင်းဖြစ်သည်။ Ashley က Charles နှင့် Scarlett ထိုင်နေရာသို့လျှောက်လာသည်။သူ့အတွင်းနှင့်သူပီတိဖြစ်ကပြုံးလျက်တော်တော်ဘဝင်မြင့်နေလူ Ashley က Robert လာကိုကြည့်၍ပြောလိုက်သည်။ဘောဂျာရဲ့အမျိုးများလားမသိဘူး။ Scarlett ကဘောဂျာဆိုသည့်အမည်ကိုစဉ်းစားသည်။စဉ်းစား၍မရဤအမည်မျိုးဂျော်ဂျီယာတွင်လည်းမရှိအက်တလန်တာတွင်လည်းမရှိ ဆဗာနာတွင်လည်းမရှိဟင့်အင်းစကားလည်းမသိဘူးဘောဂျာဆိုတာဘယ်သူလဲယင်ချောက်ဤမျက်နာကခက်အန်းအန်းဖြစ်သွားသည်ဤလောက်ကိုမျှမသိရသလိုဟုရှက်သည်တို့ရရင်အရှက်နှင့်အချစ်လွန်ဆွဲနေသည်နောက်ဆုံးအချစ်ကနိုင်သွားသည်မိန်းကလေးတယောက်ဖို့ချောရမည်ချစ်စရာကောင်းရမည်ယဉ်ကျေးရမည်ဤမျှလောက်ဆိုရင်တော်ပြီအခြားဘ ഹു ဒုတရှိဖို့မလို့ဘောဂျာဆိုတာရှ िख ိအီတလီက အဓိပတိနိုင်ငံရေးကောင်းဆောင်ကြီးကိုပြောတာပါ။အော်ဒီလူလား။စကလက်စိတ်ဝင်စားတော့စကလက်ဒီအက်ရှလီကိုအလှဆုံးပြုံးပြလိုက်သည်။တို့ရရင်ဘာကြောင့်မသိအက်ရှလီကသူ့ကိုမကြည့်ချားလ်ကိုကြည့်နေသည်။သူ့မျက်နှာတွင်နားလေသွားသည်ဟန်တနာသည်ဟန်ပေါ်နေသည်။စကလက်ကလေကားထိတ်တွင်ရက်ကလက်ရန်ကိုလုံးများချာမှအောက်ထက်ခမ်းမကြီးကိုလှမ်းကြည့်သည်။ခမ်းမတစ်ခုလုံးဟလာဟင်းလင်အပေါ်ထက်အိတ်ခမ်းစီမှ တီတိုတီတိုပြောနေတဲ့များကိုကြားနေသည်တိုးသွားလိုက်ကျဲသွားလိုက်တစ်ခါတစ်ခါတွင်ကြဲ့၍ရေးတဲ့များကိုကြားရ၏တကယ်ဒီလူတော့သူကဘာပြောသလဲစသည့်အတန်များကိုလည်းကြားရသည်အပေါ်ထက်အိတ်ခမ်းကျဲကြီး၆ခမ်းထဲတွင်မိန်းကလေးများအနားယူနေကြသည်အဝတ်အစားများကိုချွတ်လျက်ရင်စည်းကိုလျှော့လျက်စပင်ကိုဖြေလျက်ဂျော်ဂျီယာနယ်တွင် နေ့လယ်နေ့ခင်းတရေတမောအိတ်လေးရှိကြသည်မနက်စောစောကစပြီး ညကပွဲအထိပါသည့်အခန့်ပွဲမျိုးဆိုရင်နေ့လယ်နေ့ခင်းမအိပ်၍လုံးဝမဖြစ်တနအီခွဲခန့်ရေလိုက်စကားပြောလိုက်အစီကံများကတရုတ်ကတ်များကိုဆွဲဆစ်ပြီးနောက်ဒိန်မွန်းမိန်းကလေးများဤတန်များသည်တဖြည်းဖြည်းဒိုးသွား၏ခဏကြာလင်မှန်မှန်လေးလေးအသက်ရှူသံပေါ်လာသည်အသက်ရှူသံမှအပအချားဘာသာမှမကြားရတော့စကလက်အိတ်ခမ်းမှတိတ်တဆိတ်ထွက်လာသည်အောက်ထပ်သို့ဆင်းသည်ဤချိန်ဆိုလျှင်မီလာနီတယောက် ဟန်နီတို့ဟက်ကီတို့နဲ့အိတ်နေတော့မြည်အီချိန်ဆိုရင်မီလာနီတယောက်ဟန်နီတို့ဟက်တီတို့နဲ့အိတ်နေတော့မြည်လေကားထိပ်ပတင်းပေါက်မှလှမ်းကြည့်လိုက်ရင်ပန်းယုံပေါင်ကူအောက်တွင်ဖန်ခွက်ရှည်ရှည်ကြီးများဖြင့်ဝိုင်းဖွဲ့တောက်နေသည့်ယောက်ျားပရိသတ်ကိုမြင်ရသည်ဤဝိုင်းကတော်တော်နဲ့လူစုကွဲမည်မဟုတ် စကလတ်က Ashley ကိုရှာကြည့်သည်တို့ရတွင် ထိုစကားဝိုင်းတွင်မရှိ နားဆွင့်ကြည့်သည့်အခါတွင် Ashley ၏အတန်ကိုကြားရသည်။သူထင်သည့်အတိုင် Ashley တယောက်အိမ်ရှိစင်ဝင် အောက်တွင်ရက်လျက်အိမ်ပြန်မိဧည့်သည်များကိုနှုတ်ဆက်နေသည်။ Scarlett ကရှင်တဒိဋ္ဌိဖြင့်ဈေးကားမှဆင်းလာခဲ့သည်။ Ashley တို့ဖေဖေ Mr. John Wickie နှင့်တွေ့လျင်ဒုက္ခတခြားမိန်းကလေးတွေတရေတမောအိမ်နေကြစဉ်သူ့ကိုတွေ့သွားလျင်မိတို့ပြောရမည်နီမတက်နိုင် တွေ့ကမှတွေ့ရောဆွံ့ရတော်မည် ောက်ဆုံးလေကားထည့်အရောက်တွင်ကပွဲအတွက်နေရာပြင်ရန်စီကံများကိုညွှန်ကြားနေသည့်ဘန်နာဇိုး၏အတန်ကိုထမင်းစားကန်ဘက်စီမှကြားရ၏အောက်ထပ်ခမ်းမဆောင်ကြီးတစ်ဖက်တွင်စာကြည့်ကန်ရှိသည်တကားကပွင့်နေသည်စကလက်သည်ခြေတံမကြားအောင်ပြေးလာက စာကြည့်ကန်ထဲသို့ဝင်လိုက်သည်အက်ရှလီဧကန်တွင်နှုတ်ဆက်ပြီးအိမ်ထဲပြန်ဝင်လာအောင်ဆောင်းရအောင်အက်ရှလီဧတဲ့တွင်နှုတ်ဆက်ပြီးအိမ်ထဲပြန်ဝင်လာအောင်ဆောင်းရအောင်မြည်အက်ရှလီဝင်လာရင်လှမ်းခေါ်ရမည် ခန်းစည်းများကိုဆွဲချထားသဖြင့်စာကြည့်ကန်းကခန့်မှောင်မှောင်စာအုပ်မဲမဲကြီးတွေစီထားသည်မှာနံရံနှင်းအပြစ်စာကြည့်ကန်းထဲရောက်တော့စကားလက်စိတ်တွေထိုင်းမိုင်းသွားသည်ချစ်သူနှင့်ချင်းတွေးဖို့ကောင်းသည့်နေရာမျိုးမဟုတ်စာအုပ်တွေအများကြီးဖတ်သူကိုမကြိုက်သလိုစာအုပ်တွေအများကြီးမြင်ရသည့်ခါတွင်စကားလက်စိတ်ရှုပ်သွားသည်စာအုပ်တွေအများကြီးဖတ်သူဆိုရင် Ashley တယောက်မှအပကျန်လူများကိုစကားလက်ပဝင်မကြမုံပြပြအလင်းရောင်ထဲတွင်ဒူးထဲကြီးသည့်ပြိဘောကတွေအပြစ် နောက်မီမြင့်မြင့်လက်တင်ကျဲကျဲကလထိုင်ကြီးတွေကအရက်မြင့်သည့်ယောက်ျားတွေထိုင်ဖို့ဂရီပါဆွတ်ထားသည့်ထိုင်ကုန်နှိမ့်နှိမ့်တွေကမိန်းကလေးတွေထိုင်ဖို့ဖြစ်သည်စာကြည့်ကန်းထိတ်မီလင်းဖိုရှေ့တွင် Ashley ထိုင်တတ်သည့်ခြေခုနှောင်းတက် ထိုင်ပုံကြီးရှိသည်နောက်မီမြင့်မြင့်အိပ်ပျော်နေသည့်တတဝါကြီးတစ်ကောင်နှင့်တူသည် Scarlet တကားကိုအသာဟထားလိုက်ပြီးတဒိတ်ဒိတ်ခုန်နေသောရင်ကိုအခုံတက်တာအောင်ကြိုးစားသည် အက်ရှလီကိုပြောဖို့မနည်းညကစိတ်ကူးထားသည့်စကားများကိုပြန်စင်စားသည်တို့ရတွင်တလုံးမြမမှတ်မိတော့ဘာရီပြောဖို့စဉ်းစားခဲ့သည်နီတို့မဟုတ်အက်ရှလီကိုဘာရီမေးရမည်နီသူစဉ်းစား၍မရဘာမြမမှတ်မိတော့စကားလက်သည်သူ့အဖြစ်ကိုသူထိတ်လန့်သွားသည်နှလုံးခုန်သံနှီးသွားလျင်မူပြောမည်စကားကိုစဉ်းစားရကောင်းရမည်တို့ရတွင်အက်ရှလီ၏နောက်ဆုံးနှုတ်ဆက်သံနှင့်ခမ်းမထဲသို့ပြောင်းဝင်လာသံကိုကြားရသည့်အခါတွင် နှလုံးခုန်တန်ကပူကျဲလာသည်ပူမြန်လာသည် သူဘာမျှမမှတ်မီအက်ရှလီကိုချက်သည်ခေါင်းကိုမော့ထားပုံမှအစသေးသွယ်ဖြောင့်ဆင်းသည့်ကိုခန္ဓာတစ်ခုလုံးကိုချက်သည်ဆိုသည်ကိုသိသည် သူ့ရေပုံအတိအခက်စွာစကားမပြောဘဲနေပုံကအစချက်သည်ဆိုသည်ကို သူသိသည်အက်ရှလီဝင်လာကသူ့ကိုပွေထားလျင်မိမြကောင်းမြင်သည်စကားအထူးအထွေပင်ပြောစရာလိုမည်မဟုတ်တော့ အက်ရှလီဝင်လာပါစေဟုမျက်လုံးမှိတ်၍ဆူတောင်းမိသည်ဟင်စကလက်အက်ရှလီ၏အတန်ကိုကြားလိုက်ရသည်တွင် တကူလုံးမှွန်ထူသွားသည်အက်ရှလီကခမ်းမဆောင်ထဲတွင်ရက်ကဟထားသည့်တကားမှလှမ်းကြည့်နေသည် သူမျက်နာပေါ်တွင်အတိယခက်သည့်အပြုံးရှက်တန်းလျက်ဘသူ့ကိုလာပုံးနေရလဲချားလ်ကိုလားစတူဝတ်တို့ညီကိုလားစကလက်ကတတွေးကိုမြူချသည် သူ့အနီးတွင် ယောက်ျားပြိုလေးတွေဝိုင်းဝိုင်းလည်နေသည်ကို Ashley သိနေပြီသူမူပြက်နေသည်ကိုသိပုံမရသည် သူရက်နေပုံကချစ်စရာမျက်လုံးတွေက တောက်တောက်ပါပါ Scarlett ဘာမှမပြောနိုင် Ashley ကိုအခန်းထဲသို့ဆွဲသွင်းလိုက်သည် Ashley ကဘူးမသိဘာမသိနဲ့ဝင်လာသည် Scarlett ကိုကြည့်ရသည်ကမူပြက်နေသည်မျက်လုံးများကလက်နေကြသည်ပါးတွင်နှင်းစီအောင်ပြင်းနေသည်ကိုမှောင်ပြပြအဲထဲမှာပင်မြင်နိုင်သည် အက်ရှ်လီသည်တကားကိုအမှတ်တမဲ့ပိတ်ပြီးစကားလက်လက်ကိုကင်လိုက်သည်။ဘာလဲ?ဟင်?အက်ရှ်လီကတိုးတိုးကလေးမေး၏။အက်ရှ်လီကသူ့လက်ကိုကင်သည်၌စကားလက်တုံတုံရင်ရင်ဖြစ်နေသည်။သူစိတ်ကူးခဲသည့်အတိုင် သူမျော်လင့်သည့်အတိုင် အခွင့်ကောင်းကိုရပြီးအဆက်ဆက်မရှိသောအတွေးရာထောင်တို့သူ့စိတ်ထဲတွင် ပေါ်လာကြသည်။စကလုံးတစ်လုံးအဖြစ်ဖော်ပြရန်ထိုအတွေးကိုဖမ်း၍မရ။စကားလက်ကအက်ရှ်လီ၏ခုံးကိုကင်လှုပ်ကာမျက်နာကိုမော်လိုက်သည် မော်ကြည်သည်ဘားကြောင့်များငူငူကြီးရက်နေရသည်နီးဘာလဲဟင်ပြုတ်ဝက်ချက်လားစကားလက် စကားရှာရပြီနှစ်ပေါင်းများစွာမိမိတင်ကြားခဲ့သည့်ဩဝါဒတွေလွင့်စင်သွားကဒူဒူတောက်တော့ပြောတတ်သည့် iris သွေးအဖြစ်သမီးနှုတ်ခမ်းမှ စကလုံးတွေအစီရီထွက်လာသည်ဟုတ်တယ်ပြုတ်ဝက်ချက်အကိုကိုစကားလက်ချက်တယ်နှစ်ယောက်သားစလုံးတိတ်ဆိတ်သွားသည် နှစ်ယောက်စလုံးအသက်ကိုပင်ရှူမိသည်မထင်လိုက်ကြစကလက်တုံရင်ချင်းမရှိတော့ကြည်နူးချင်းဂုံယူချင်းတို့အစာဝင်လာသည်ဘာကြောင့်စောစောကလေးကမပြောခင်မိသနည်းပြောချင်လျင်အလွယ်ကလေးစကလက်က Ashley မျက်လုံးများကိုကြည့်သည် Ashley အမူအရာကမယုံနိုင်သည့်အမူအရာအံ့ဩသည့်အမူအရာ ထိုမူအရာတွေထက်လဲပိုသည်တို့ရရင် Scarlet မပြောတတ် အချစ်တော်တောလိုက်မြင်းကြီးခြေကျိုးသွားသဖြင့်ပြစ်တက်လိုက်သည့်နေ့ကဖိဖိမျက်နာပေါ်တွင်စကလက်မြင်လိုက်ရသည့်အမူအရာမျိုးရေးထဲတွင်စကလက်ဤရှုခင်းကိုဘာကြောင့်အမှတ်ရနေသနည်းဘာဆိုင်သနည်းအက်ရှလီကတော့ဘာကြောင့်စကားတခုံးမျှမပြောဘဲငုံငူကြီးရက်နေသနည်းထို့နောက်စွန့်နေကြမျက်နှာဖုံးတစ်ခုကိုကောက်ဆွလိုက်သည့်နှင့်အက်ရှလီကသဘောထားကြီးစွာပြုံးလိုက်သည်ဒီနေ့တနေ့လုံးယောက်ျားလေးတွေရဲ့အသေးတွေကိုလိုက်ပြီးစူးစောင်းနေတာမလုံလောက်သေးဘူးလား ်အက်ရှလေး၏အတန်တွင်ခါတိုင်းလို ကြီးစဲတဲ့ချော့မြူတန်ပါနေသည်။ဘာလဲ။ယောက်ျားတွေရဲ့အသေးတွေအားလုံးကိုလိုချင်နေသလား။စကားလက်တိပါတယ်ကွယ်။ကို့အသေးကိုအမြဲတမ်းစကားလက်ကို ပေးထားခဲ့တာပါ။စကားလက်ကသာ ကို့အသေးကိုဒဏ်ရာရအောင်လုပ်ခဲ့တာပါ။တခုခုမှားနေသည်လော။သို့မဟုတ် အားလုံးပင်မှားနေပြီလော။သူ စိတ်ကူးထားသည့်အတိုင်းဖြစ်မလား။စကားလက်ကောင်းတဲ့တွင်ရစ်ပတ်ရှုပ်ထွေးနေသည့်အတွေးများအနက်အတွေးတစ်ခုပေါ်စားပြူလာသည အကြောင်းတစ်ခုခုကြောင့် Ashley ကသူ့ကိုယုံကြည်ပုံမရတတ်တတ်ပြောပြီးလာလုံနေသည်ဟုထင်နေသည့်အမူအရာမျိုးသူရရင် Ashley သည်မတိကျင်အောင်စောင့်နေခြင်းသာဖြစ်ရမည် အကြောင်းရိုက်နေခြင်းဖြစ်ရမည် အကို အကို Scarlet ကိုမနောက်ပါနဲ့ကွယ်ဘယ်မှာအကိုအသေးကို Scarlet ရဘူးလို့လဲအကိုအိုကွယ် Scarlet အကိုကိုတိတ်ချက် Ashley က Scarlet ပါဇက်ကိုလမ်းပိတ်လိုက်သည်စောစောကဆွတ်ထားသည့် ြုံးတုံတုံမျက်နှာဖုံးကျွတ်ကျသွားပြီဒီစကားတွေကို ပြောဖို့မကောင်းတော့ပါဘူးစကားလည်းဒါတွေကိုပြောမိတဲ့အတွက်ဒီနေ့မှမင်းကိုမင်းမုန်းလာလိမ့်မယ်နားထောင်တဲ့ကိုကိုလည်းမုန်းမိလိမ့်မယ်စကားလက်ကခေါင်းကိုယုံထွက်သည်သူ့တကူလုံးထူပူနေပြီအကိုကိုစကားလက်မမုန်းဘူးအကိုကိုချစ်တယ်ချစ်တယ်လို့ပြောတယ်ဘာဖြစ်တယ်လဲစကားလက်ကိုအကိုဂီယူဆိုင်တယ်ဆိုတာစကားလက်သိတယ်ဘာဖြစ်လို့လဲဆိုတော့စကားလက်ရက်လိုက်သည်အီမြစိတ်ဆင်းရဲနေသည့်မျက်နာကို ဘယ်မှမမမြင်စဘူးအကိုစကားလက်ကိုဂယူမဆိုင်ဘူးလားယင်ဂယူဆိုင်တယ်နော်စိုက်ပါတယ်ကွယ်အက်ရှလီကခက်အင်းအင်းပြောသည်သူပြောပုံကိုစကားလက်မကြည့်နဲ့မုံးတီကူပြောလိုက်သည်မှကောင်းအောင်မြည်စကားလက်ကဘာမှမပြောနိုင်မဲသူ့အင်ဂျီလက်ကိုဆွဲလိုက်သည်စကားလက်အကိုတို့တနည်းအားရသွားပြီးဒီစကားတွေကိုမေးပြစ်လိုက်ကြရင်ကောင်းမယ်ဟင့်မမိနိုင်ဘူးဘာဖြစ်လို့မေးရမှာလဲစကားလက်ကိုလက်မထပ်နိုင်ဘူးပေါ့ဟုတ်လား ။ဒီလာဒီနဲ့လက်ထက်တော့မယ်လေ။စကလက်ကဂရီဘာထိုင်ကုံပေါ်တွင်ထိုင်နေပြီးအက်ရှလီကဂရီဘာခြေတင်ကုံနှိမ့်နှိမ့်လေးပေါ်တွင်ထိုင်နေသည်။သူ့လက်နှစ်ဖက်ကိုတင်းကျပ်စွာကင်ထားသည်။သူကစကားတွေပြောနေသည်။စကားတွေကဘာမျှအတိတ်ပဲမရှိ။စကလက်၏စိတ်သည်ဟာလာဟင်းလင်းဖြစ်နေသည်။သူ့ကောင်းထဲတွင်စောစောကပြည့်ကျက်နေသည်။